လူအများရဲ့ရှေ့မှာစကားပြောအားကြောက်တယ်ဆိုတာတကယ်တော့ပုံမှန်ပါပဲလူရဲ့85ရာခိုင်နှုန်းလောက်ကလူအများရဲ့ရှေ့မှာစကားပြောရမှာကိုကြောက်ရွံ့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးရဲ့မှာအဲ့လိုမျိုးမဖြစ်အောင်ဘယ်လိုရင်ဆိုင်ရမလဲအဲဘယ်လိုနီလန့်တွေတုံးချပြီးတော့ချော်လာကြမလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုဆုံးဒီကြည့်ဖို့တိုက်တွန်းလိုက်ပါတယ် တကယ်တော့ကျွန်တော်တို့လူတွေအများကြီးရှေ့မှာစကားပြောရအကြောင်းလေးဆိုတာဒူအများကြီးအမိကိုလေးဥဆိုင်နေလို့ဖြစ်ပါတယ်။ခုမှနေနေကျွန်တော်တို့ presentation လုပ်ရတဲ့အခါမျိုးအဲဒါမှမဟုတ်ဟောပြပွဲလိုနေရာမျိုးမှာစကားပြောရတဲ့အခိုက်အတန့်တွေရှိခဲ့ပုံမှာပါ ဲ့လိုမျိုးခြင်းတွေမှာကျွန်တော်တို့ကလက်တုံနာတွေအတန်တုံနာတွေစကားပြောဖို့ကြောက်ရွံ့နေရတယ်ကိုလူတော်များကြုံရပါတယ်။ဥပမာအနေနဲ့ကျွန်တော်တို့စကားပြောလိုက်တဲ့အခါရုံမှာကျွန်တော်ရဲ့စကားလုံးတွေမှာအမားပါနေမှာဒါမှမဟုတ်အဲ့ဒီအမားပေါ်လူတွေကလောင်ရကြမလားဆိုတဲ့အတွေးတွေကြောင့်သာကျွန်တော်တို့ကကြောက်ရွံ့နေကြတာဖြစ်ပါတယ်။အဲ့လိုမျိုးမဖြစ်အောင်ဒီလိုအချက်တွေချုပ်တင်ပြင်ဆင်ထားဖို့လိုပါတယ်။ပထမဆုံးအချက်အနေနဲ့ကတော့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာတွေကိုတိတိကျကျတီးဖို့လိုပါတယ်။ဥပမာအနေနဲ့ကျွန်တော်တို့စကားမပြောခင်ကိုက ဒီကိုယ့်ရဲ့ကိုယ်တွေးဖြစ်ရတယ်ကိုပြန်ပြောကြမှာလားဒါမှမဟုတ်ဘူးသူတရားစရာတွေပြောမှာလားဒါမှမဟုတ်ဟာတအနေနဲ့ပြောမှာလားဆိုတော့ကိုယ့်ရဲ့ဥတီချက် objective ကိုတိတိကျကျသိရှိထားမှုတို့ပါတယ်ဒီလိုသာသိရှိထားမယ်ဆိုရင်ကျွန်တော်တို့စကားပြောတဲ့အခါမှာအထင်ကမရှိကြောက်လက်မရှိဘဲနဲ့ပေါ်ပေါ်ပါပြောဆိုနိုင်မှာဖြစ်ပါတယ်နောက်တနည်းကတော့ကြိုတင်လေ့ကျင့်ထားဖို့ပါ တီးဂျော့လိုမျိုးလူတော်မှာသူ့ရဲ့ပထမဆုံး iPhone ကိုမိတ်ဆက်တဲ့အချိန်မှာပြောဖို့စာသားတွေကိုသူကတပတ်တတိလေ့ကျင့်ခဲ့ရပါတယ်ကျွန်တော်တို့တာမန်လူတွေအတွက်ဆိုရင်ပို့ပြီးတော့လေ့ကျင့်ဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့ဒူရီအများကြီးရဲ့ရှေ့မှာစကားမပြောခင်နောက်မဟုတ်ဒီဟောပြောခဲ့လိုနေရာမျိုးတွေမှာစကားပြောရတော့မယ်ဆိုရင်ကျွန်တော်တို့အိမ်မှာတယောက်တည်းလေ့ကျင့်ဖို့ပဲလိုပါတယ် အဲဥပမာအနေနဲ့အမှန်ရှိမှကြည့်ပြီးတော့တယောက်တည်းစကားပြောကြည့်တာဖြစ်ဖြစ်တောင်းမှာမဟုတ်အဲ BU record လုပ်ပြီးတော့ကိုမနေကိုပြောကြည့်တာပဲဖြစ်ဖြစ်ပေါ့အဲ့လိုနီလန့်ကတကယ်လည်းအကျိုးရှိပါတယ်အဲလေ့ကျင့်ထားတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့တိတိကျကျလည်းပြောနိုင်တယ်ပို့ပြီးတော့ပေါ့ပပလည်းပြောနိုင်တယ်တောင်းစကားပြောတာပို့ပြီးအဆင်ပြေစေပါလိမ့်မယ်အဓိကချက်ကတော့ကြောက်မနေဖို့ပါအဲ confidence ရှိရှိနဲ့ပို့ပါပါပြောဆိုနိုင်မယ်ဆိုရင်အဲဒီအခက်ခဲကအလွယ်လေးကျော်လွှားနိုင်တာသိကြပါတယ် တကယ်တော့ public speaking လုပ်တယ်ဆိုတာလူတွေအများကြီးရှေ့မှာစကားပြောရတယ်ဆိုတာကတကယ်ကိုကောင်းတဲ့အခွင့်အရေးပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ idea တွေအတွေးအခေါ်တွေကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကို sharing လုပ်ပေးနိုင်တဲ့အတွက်အရင်ကောင်းတဲ့အခွင့်အလမ်းတစ်ခုတော့ကျွန်တော်ကတော့မြင်ပါရဲ့။ဆိုတော့အဲ့လိုမျိုးအခွင့်အရေးရလာခဲ့ရင်လည်းကြောက်မနေဘဲနဲ့ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့အကြံပေးခြင်းပါရဲ့။ ။အဲကျွန်တော်ပြောရတဲ့ဒီနီလန်းလေးတွေကတကယ်လက်တွေ့ဘဝမှာလည်းအသုံးဝင်ပါတယ်။အဲကျွန်တော်ရဲ့ကိုရီးယားပြည်နယ်နေနေဆိုရင်ကျွန်တော်မှာတကယ် presentation အဲလောက်ရတဲ့ခံယူမှာစကားပြောဖို့ကြောက်ရွံ့နေခဲ့အခိုက်အတန့်ရှိခဲ့ဖို့ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ဆရာပြောတယ်ပေါ့နော်။ကိုစကားမပြောခင်မှာဒီလူပုံကြီးကိုအဲလူဝင်နေနဲ့မထားဘဲနဲ့ဥမာတတ်မဲ့ပစ္စည်းတွေပေါ့။တစ်ပင်လိုမျိုးတတ်မှတ်ထားလိုက်မယ်ဆိုရင်စကားပြောရပို့ပြီးတော့ပေါ်ပါလာလိမ့်မယ်။အဲ့လိုမျိုးပြောဖို့ပဲ။ အဲတကယ်လဲကျွန်တော်အဲ့လိုမျိုးစိတ်တရသတ်မှတ်ပြီးပြောလိုက်တဲ့အခါမျိုးမှာအဲ့ဒီဟာတကယ်ကိုလွယ်လွယ်ကူကူအဆင်ပြေပြေနဲ့ပဲပြောနိုင်ကြရမှာနော်ကျွန်တော်ကြံပေးချင်တာကတော့အဲ့လိုမျိုးခက်ခက်ခဲဖြစ်နေတယ်ဒါမှမဟုတ်ငါးပြက်ဖို့ ကြောက်ရွံ့နေတယ်ဆိုရင်စိတ်ထဲမှာကိုယ့်ရဲ့ရှိရလူအုပ်ကြီးလို့သဘောမထားဘဲနဲ့ပင်နေတောင်မှတမန်ပစ္စည်းတွေအဖြစ်ကိုယ့်စိတ်ထဲကနေပြီးတော့တတ်မှတ်လိုက်မယ်ဆိုရင်စကားပြောရပို့ပြီးတော့ပေါ့ပေါ့ပါပြောဆိုနိုင်ကြလိမ့်မယ်ဒီချက်တွေကိုတုံးချပြီးတော့ presentation လုပ်တဲ့အခါအဖြစ်ဖြင့်ဟောပြောပွဲမှာစကားပြောတဲ့အခါမျိုးပဲဖြစ်ဖြစ်ပေါ့ပေါ့ပါနဲ့ပြောဆိုနိုင်မယ်လို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကြိုးရှိတယ်ဆိုရင် like and subscribe လေးလိုသွားခဲ့ကြပါအောင်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်